ခရဲ့ဗလာခီးစရာနေပြန်လေကြိုးဆိုရတယ်။ဒီညကတော့ပုံမှန်နဲ့မတူဘူးပေါ့နော်။ပုံမှန်ဆိုရင်ဒါလူများတဲ့နေရာမှာနေစိစိုင်တက်မှတွေကထိုးပြီးတော့အိတ်တယ်ပေါ့နော်။အခုဒီနေ့မနက်ဖြန်ကြာရေးတခွန်သွားမှာပါ။အဲကြောင့်မလို့ဒီညပဲပေါ့နော်။ရေတခွန်ရဲ့ trade hike မှာကထိုးပြီးတော့ဒီညဒီမှာပဲအိတ်မယ်။ပြီးရင်မနက်အစောထပြီးတော့ရေတခွန်သွားမလို့ပါ။ဘယ်ရမနက်အစောထရင်သမင်းချက်ဖို့အချိန်မမီမှာကြောင့်လို့ဒီညမှာပဲသမင်းချက်ထားမယ်။သမင်းချက်လာအောင်မယ်နော်။မနက်ဖြန်အတွက် ကားကရရရလေဒီနေ့အစ်စ်ဘူးရဲ့ plastic နန်းနန်းဒီလိုတုံးလို့မရသေးဘူးအဆောင်လို့ဆန်နေတော့ဝယ်ဆေးလို့ရတယ်ပေါ့နော်သမင်းနေဟင်းရီချက်မယ်ဆိုရင်အိမ်ကတဲလာတဲ့ရေတန့်နဲ့ပဲတုံးရတယ်ပေါ့နော်ဒီကားရဲ့ရေတန့်ဆက်ရလဲ full time ဟုတ်ပြီးတော့မစင်ရသေးဘူး ကပြောမှာဆိုမလေးရှားရဲ့နွေရည်လို့ပြောရမှာပေါ့နော်အရန်ပူတယ်ဟိုအရင်တပတ်ကပြင်လဲမှာตั้วပြီးတော့အိတ်တာပေါ့နော်ဒီညလုံးအဲ့လိုမရအောင်ပူတာမှလေအသက်ရှူတော့မှာပေါ့ပေါ့နော်ဒါပေမဲ့ဒီညမှာတော့နည်းနည်းလေးခဏတယ်လို့ပြောရမလားမသိဘူးတစ်ပင်အောင်မှာဆိုလေဒါပေမဲ့ပူလားဆိုတော့အရန်ပူရဲ့အင်းဒါပါကပြင်လဲခနေ့ပြင်လာတော့ဒါဟိုကားထဲမှာအေကွန်းတက်ဖို့စဉ်းစားရေပေါ့နော်ဒါပေမဲ့အေကွန်းကဟို အသေးသက်မှလားဒါမှမဟုတ် portable aircon မဝယ်မလားလို့စဉ်းစားတော့နောက်ဆုံးတော့ portable aircon ဝယ်ရဲ့အမေတူက12 watt cable မပါလာဘူးအဲ့ဒါနဲ့ပြန်ဆောင်းရတယ်ဒီနေ့ကလည်း aircon မရှိဘူးငွေဘူးတစ်ခါတည်းကြိုင်နေကားထဲမှာနေရတာဒီနော်ဟိုထင်တယ်လို့ပြီးတော့အဲ့လိုအရင်ပါရမနေဘူးနော်ခါလေးကျတော့လည်းပူတယ်ပူလာမှအသက်ရှူလို့တော့မရဘူးအဲ့လိုမျိုးပူတယ် ဒါမဲ့ဘူဘက်ရှိအပြင်းမနေရများပါအခုမအိတ်ခင်လေးပေါ့နော်ခုနအာဒီဝင်လာတော့ကအတွေ့အကြုံနည်းနည်းလေးပြောပြချင်တယ်ပေါ့နော်ခုနပြောခဲ့သူမျိုးပဲမခမ်းတော့ဒီရေတခွန်ရဲ့အပေါဝမှလာအိတ်တာပေါ့နော်ပုံမှန်ဆိုရင်ဒီမှာဒီရေတခွန်ရဲ့ဝင်ကြီးတစ်ယောက်ငါချက်ပဲပေးရတယ်ကားပါကင်ဖို့လည်းပေးကြမလို့လို့ထင်တာပဲဒါမဲ့ခုနကတို့လာကောက်တယ်ပေါ့နော်ညချင်းကိုချုပ်ဝင်လာပြီးတော့ကောက်တယ်ဒီမှာညအိတ်မယ်ဆိုရင်တို့ကဟိုစငါချက်ပေးရမယ်ပေါ့ ပေးလိုက်တယ်15ချက်သူတို့ကမရက်ပြန်ပေးသွားမှလည်းရေခုံပေါ့မရေခုံသွားမှလည်းနော်ဘာမရှိလားဆိုမရှိဘူးပေါ့နော်မရှိဘူးဆိုတော့ဆိုတော့ဝင်သွားလို့မရဘူးပေါ့ဒါပေမဲ့ဒီအမိုင်ကပြောရယ်ပေါ့နော်တကယ်လို့တကယ်လို့ဝင်သွားမယ်ဆိုရင်ဝင်သွားလို့ရရယ်ပေါ့နော်ဒါပေမဲ့တယောက်30သူ့ကိုပေးရမယ်တကယ်လို့လမ်းမှာပေါ့နော်ဒီကောင်လာမတရားဝဆစ်လို့ဘာမှမရှိဘူးဆိုရင်ကိုပြက်နာကိုဖြည့်ရှင်းပေါ့ကိုတန်ဝေးဆောင်တယ်တန်ဝေးတွေပါရေဆောင်ရရင်သူလည်းမဆိုင်ဘူးတော့ဒါမဲ့ဝင်သွားပေါ့ မဲ့လည်းမို့ခမလို့ဒီရောက်နေပြီဆိုတော့လည်းဘယ်လိုပဲဖြစ်ဝင်သွားလိုက်မယ်လို့အကြောင်းမလို့ဒီညကတော့35ချက်ပေးလိုက်ရတယ်။ဟိုရေတခွန်အတွက်က2ရောက်ဆိုတော့20ပေါ့နော်။ဒီရေတခွန်ပေါက်ဝမှအိတ်တာဒီညအတွက်35ချက်ပေးရတယ်။ဒါပေမဲ့ကောင်းပါတယ်။လိုပဲဖြစ်မရဖြန်ကြအဲ့ရထားစားပြီးတောက်ပြီးရေခွန်ထဲတမ်းပြီးတော့သွားလိုက်ရုံပဲနော်မိုးလဲချုပ်ပြီး12နာရီလဲထိုးနေပြီဆိုတော့အိတ်တော့မယ်မရဖြန်မှပြန်တွေ့မယ်နော်ဘိုင်ဘိုင် morning man မင်းညာအခဲရပဝင်ကျင်နေတော့ပြပြမယ်နော်ဒါရောရေချောင်းလေးပါဒီအနောက်ဘက်မှာတော့တစ်ပင်ကြီးပါအဲ့ဒါကြောင်မလို့မင်းညာမပူအဲ့လိုကောင်းတယ်ပေါ့နော် ရဖနကကာရဲ့ကောင်းခန်းတယ်မမလို့ဒါကာနောက်ပေါက်နေထွက်လာပိုးဖနကြီးနဲ့ချေးလည်းမပေါက်ဒီမှာနောက်မှာခကြတော့အော်ရန်အစလီရဲ့ယူအငယ်ပေါ့နော်ဒီ ola channel ဆိုရင် Google မှာပဲဖြစ်ဖြစ်ဒါ waste မှာပဲဖြစ်ဖြစ်ပေါ့နော် Asli Adventure Base Camp လို့ရိုက်ပြီးတော့လာလို့ရပါတယ် 是的。 меня чатает меня. Э, мы и вай. Да, и я не лол ла ле бла чаун жо но. Чу мы чу бу пё и ня ле бла чаун жо. Нам я сау кан. Вообще. Мы то сами ян кан мо. Чу. Yeah. โอเคအခုစပြီးတော့ပြီးတော့ပြီးဆိုရင်တော့ဒါရေတခွန်ထဲကိုသွားဖို့ပြင်ပါမယ်ဒီနေရာလေးကတော့ရေတခွန်ရဲ့အဝင်ပေါက်ပေါ့နော်ဒီမှာကချောင်းလေးလဲကူးရတယ်ရေချောင်းရဲ့ရေလေးကတော့လုံးဝကြီးစိတ်နေရပဲဒါအရန်ဟိုမှာအေးချင်းသွားရေပေါ့နော်ပြီးရင်ဒီအဝုလေးကလည်းရေတခွန်လိုက်မယ်လို့ထင်တာပဲဒါပေမဲ့နောက်ဆုံးတော့အဝုကမလိုက်ပါဘူး အခုကတော့သူများရဲ့စိုက်ခင်းထဲကိုရောက်နေတာပေါ့နော်စိုက်ခင်းထဲကိုဖြတ်သွားရတာပေါ့နော်ဒီမှာဆိုရင်ရေချောင်းလေးလည်းရှိရယ်ပြီးရင်ဒီမှာသူတို့စပလင်တွေစိုက်တယ်ငပြောပင်တွေလည်းရှိရယ်ပြီးရင်အုံးပင်တွေရောပေါ့နော်စုံလင်းနေရပဲနောက်ပြီးတော့တရားတော့တစ်ခုထပ်ဖြတ်ရပါသေးရယ်ရေကတော့မြင်တဲ့အတိုင်းပဲကြည်လင်းနေရပဲပေါ့နော် ဒီနေ့ကတော့ဒါရေတခွန်သွားတဲ့လမ်းတစ်လျှောက်လုံးကကိုရီပဲရှိမှထင်ပါတယ်။မလေးရှားမှာကဒါရေတခွန်ပဲဖြစ်ဖြစ်တောင်တက်တာပဲဖြစ်ဖြစ်ပေါ့နော်။ဒါစနေတနင်္ဂနွေလောက်ပဲလူများတာ။ဒါတခြား week day တွေဆိုရင်တော့ဒါလူမရှိဘူးပေါ့နော်။

မလေးရှားမှာတောင်တက်ရင်အများဆုံးကကျွတ်ပဲပေါ့နော်။ဒါမျောနေတူတယ်ပေါ့နော်။မျောလည်းမဟုတ်ဘူးသူကအကောင်နည်းနည်းတေးရယ်သွေးတွေကိုဆုပ်တယ်ဆုပ်ပြီးအရင်ရတာပေါ့နော်။အာမခမ်းလို့ရှမ်းပြည်မှာတော့ဒါမရှိဘူး။မခမ်းလည်းဒီရောက်မှပဲမြင်ဘူးอ่ะပေါ့နော်။အာရခိုင်တကယ်ချင်းပြောပြတာတော့ရခိုင်ပြည်မှာတော့အရင်ပေါ်တယ်လို့ပြောတာပဲ။ဒါပေမဲ့ကိုရေကဒီရောက်မှတွေ့ဖူးတာပေါ့နော်။ ုဆက်လျှောက်လာရင်လည်းပဲဒီပန်းကိုမြင်တော့အရှမ်းကိုပျော်တယ်။ဘောက်လဲဆိုတော့ဘဝမှာဒီလိုပန်းမျိုးသခါမှမမြင်ဘူး။ဒီပန်းရဲ့ထူးခြားချက်ကလေပန်းရဲ့သဘင်လုံးကဟိုအမြင့်ကနေထိတ်နာအထိဘောနော်အရွက်တရွက်မှမရှိဘူး။သဘင်လုံးကပန်းတွေရွယ်ပြုတ်ခဲနေရပါဘောနော်။ဒါဝါဝင်းနေရပဲ။ အရင်ကမလာရဲပေါ့နော်ဒါဒီနေ့ဒီရခွန်သွားတာရေရခွန်မရောက်သေးဘူးဒါပေမဲ့ဒီပန်းနဲ့တင်အရင်ကိုကျဉ်းနဲ့နေပြီပေါ့နော်လုံးဝကိုလာရဲအရင်ကမကြိုက်တယ်လာလုံးလို့နေနော် Okay ဒါဆိုရင်မခမ်းလို့ရေရခွန်ဆက်သွားလိုက်ပါဦးမယ်ပြီးရင်ရေရခွန်မှပြန်တွေ့ကြမယ်နော် lessons come one in a dozen. The other eleven get something from nothing. I sit here looking for an answer. Maybe the biggest question was in the last chapter. You gave me the soul I have today. Without you, I never could have moved away. But now I seek what you teach. I do believe I always should have stayed. Yeah. Is this really happening? I can't believe it's true. I'm just as surprised as you. Is this really happening? The other eleven give something from nothing. Life lessons come one in a dozen. The other eleven get something from nothing. Life changes just open the door. One thing's certain, I'll always be yours. Yeah. ကဲနောက်ဆုံးတော့ရေတခွန်နားကိုရောက်လာပါပြီဒီရေတခွန်လာတာလွယ်မယ်လို့ထင်ထားတာပေါ့နော်ဒါပေမဲ့မလွယ်ဘူးရေတခွန်ကလာတဲ့လူနဲ့လူလန်းနေလေနည်းနည်းပျောက်နေပြီပြီးရင်ကြောက်တုံးနေလေအရင်ချောရယ်ပေါ့နော်အခုဒီမှာရောက်လာတာ ਨੇ ဒါကျွတ်ဟိုဆေးရတယ်ပေါ့နော်ကျွတ်တွေတွေမတွေ့ပြန်ဆေးရတယ်ရေတခွန်လာတာ